မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနေနဲ့ မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုအရေးယူဖို့ပြည်ထောင်တိုက်တွန်းနေကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာအစုလိုက်ပြုံလိုက်ကွပ်မျက်မှုတွေအမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေပေါ်လိမ့်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကြဲကြဲပြန့်ပြန့်ဖြစ်ပွားနေခြင်းအာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ကနေအိမ်တသိန်းကျော်နဲ့အရက်ဖက်အဆောင်တွေကိုမီရှို့ခြင်းစတဲ့ကုလအထူးကိုစလဲရင်အစီရင်ခံစာပေါ်ပြည်ထောင်အစိုးရအနေနဲ့အလွန်ဆိုးရင်ပူပန်နေကြောင်းပြောကြားလိုက်ပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပနေတဲ့58ကြိမ်မြောက်ကုလသမဂ္ဂလူ့ခွင့်ရင်ကောင်စီညီလာခံမလ20ရက်နေ့ အစည်းအဝေးမှာပြည်တွင်ကိုယ်စားလှယ်ကပြောလိုက်တာပါ ်မြန်မာနိုင်ငံမှာတိုက်ပွဲတွေပိုပြင်းထန်လာနေတာအထူးသဖြင့်ဖေဖော်ဝါရီလတည်းမှာတင်လေကြောင်းတိုက်ခိုက်မှု300ကျော်ရှိခဲ့ပြီးအရက်သားတွေသေဆုံးတာဆေးရုံနဲ့စာတင်ကျောင်းတွေကိုပိတ်မတ်ထားတိုက်ခိုက်တာတွေပေါ့အထူးစိုးရိမ်ထိန်လန့်မိတယ်လို့ဆိုပါတယ်နိုင်ငံတကာတိုင်းဝန်တွေနဲ့မြန်မာစစ်တပ်ကနိုင်ငံတကာဥပဒေချိုးဖောက်မှုတွေနဲ့ပြစ်ဒဏ်ကကင်းလွတ်နေတဲ့အခြေအနေတွေကိုအရေးယူနိုင်ရေးလှုံ့ဆော်ရမယ်လို့ဆိုပါတယ်မြန်မာနိုင်ငံမှာအခုအညီလိုအပ်နေသူတန်း20နီးပါးရှိပြီးစားနပ်ရိက္ခာမလုံလောက်မှုလူ15တန်းကျုံနေရတဲ့အတွက်နိုင်ငံတကာရဲ့အကူအညီနဲ့အာရုံစိုက်မှုတွေဟ ာအခုချိန်မှာပိုမိုအရေးကြီးလာတယ်လို့ဆိုပါတယ်။ကြီးတိန်အစိုးရအနေနဲ့မြန်မာပြည်သူတွေကိုထောက်ပံ့ကူညီဖို့ကတိပြုထားကြောင်းနဲ့အခုဘဏ္ဍာနဲ့အတွင်းပေါင်တန်း80ကျော်အမေရိကန်ဒေါ်လာတန်း90ကျော်အကူအညီပေးထားပြီဖြစ်ကြောင်းပြောပါတယ်။စစ်တပ်အာဏာသိမ်းပြီးကတည်းကကြီးတိန်အစိုးရကလူပုဂ္ဂိုလ်25ဦးနဲ့အဖွဲ့အစည်း39ခုကိုတန်ခတ်ပိတ်ဆို့ခဲ့ပြီးမြန်မာစစ်ကောင်စီရဲ့ဘဏ္ဍာရေးလက်နက်ကိရိယာတွေသုံးစွဲခွင့်ကိုပြစ်မှတ်ထားပိတ်ဆို့ခဲ့တယ်လို့ဆိုပါတယ်။ ဆက်လက်ပြီးအကျိုးစီးပွားဆိုင်ရာရှုပ်ထွေးမှုဆက်ဆက်ချက်တွေနဲ့ရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံဆိုင်ရာ UN အထူးကိုယ်စားလှယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကုလသမဂ္ဂ UN တွင်းရေးမှူးချုပ်ကခန့်အပ်တဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီယန်ဘီရှော့ကအကျိုးစီးပွားရေးရာအရှုပ်အထွေးအခြေအနေတွေအတွက်ဆွဆွဲခံနေရပြီးအဲ့ဒီပြဿနာကမြန်မာလူအခွင့်အရေးမစ်ရှင်တွေအတွက်သူရဲ့လှုပ်ဆောင်နိုင်စွမ်းအပေါ်မိကုံးထုတ်စရာတွေဖြစ်လာနိုင်ပါတယ်။ဩစတြေးလျနိုင်ငံသားဝင်စီဟောင်းလည်းဖြစ်တဲ့ဘီရှော့ရဲ့အရှုပ်အထွေးကသူရဲ့အကြံပေးလုပ်ငန်းဖြစ်တဲ့ ပီဂျူလီဘီရှော့အန်ပါတနာကိုအကြောင်းပြုပြီးပေါ်ပေါက်လာခဲ့တာပါ။အော်စတြေးလျကုမ္ပဏီတစ်ခုဖြစ်တဲ့ Energy Transition Manara က Greenland မှာရှိနေတဲ့လုပ်ငန်းရှင်နာထားတဲ့ UNIA ဒုဖက်ရေး project တစ်ခုနဲ့ပတ်သက်လို့ဘီရှော့ရဲ့ကုမ္ပဏီကိုအကြံပေးဖြင့်ငားရန်ခံခဲ့ပါတယ်။အဲဒီအတွက်ဘီရှော့ရဲ့ကုမ္ပဏီက ETM ကိုမဟာပြူဟာအကြံပြုချက်တွေဆက်နွယ်ပတ်သက်သူတွေအတွက်ကိုစားဆွေးနွေးပေးတာတွေအစိုးရနဲ့ဆက်ဆံရေးကဏ္ဍတွေမှာအကူအညီပေးခဲ့ပါတယ်။ ETM ကဘီရှော့ရဲ့ကုမ္ပဏီနဲ့လက်တွဲအလုပ်လုပ်နေရဆိုတာကိုဇန်နဝါရီ23ရက်နေ့ ီမှကြီးညာခဲ့ပြီးအဲဒီလုပ်ငန်းတွေထဲမှာ B-shop ကိုတိုင်းထဲထဲဝင်ဝင်ပါဝင်နေရဆိုတာကိုတော့မလာရှိရနေမှာ The Sunday Paper သတင်းစာကထုတ်ပေါ်ရေးသားထားပါတယ်။ နောက်တနေ့မှာတော့မြန်မာအရေးသူတည်တနာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Justice for Myanmar က B Shaw နဲ့ ETN ဆက်ဆက်မှုကိုရှုံချခဲ့ပြီးအကျိုးစီးပွားဆိုင်ရာအရှုပ်ထွေးတွေဖြစ်လာနိုင်တယ်လို့ဝေဖန်ထောက်ပြခဲ့ပါတယ်။အဒီကစိုးရင်ရတဲ့အချက်က ETM ကအာဏာသိမ်းမြန်မာစစ်တပ်ရဲ့အဒီကကြောထောင်းနောက်ခံပေးထားတဲ့အိမ်နီးချင်းစူပါပါဝါတရုတ်နိုင်ငံရဲ့ကုမ္ပဏီတစ်ခုနဲ့စီးပွားရေးမိတ်ဖက်ဖြစ်ပါတယ်။ ETN ရဲ့မိတ်ဖက်ကတရုတ်အစိုးရရဲ့အလွာတီတီနဲ့ပေါင်းကူးဆွနယ်မှုတွေထဲထဲဝင်ဝင်ရှိနေပြီး UNIAN project တော်တော်များများကိုချုပ်ကင်ထားပါတယ်။ The Star Day Paper ကဖော်ပြခဲ့တဲ့2019ခုနှစ်တုန်းက ETN က ရှန်ဟီနဲ့တရုတ်အစိုးရပိုင်းတရုတ်အမျိုးသားနျူကလ িয়ার ကော်ပိုရေးရှင်း CNNC နဲ့ပါအတူပူပေါင်းပြီးတရုတ်မှာမြေရှားသတ္တု REM2 ဖော်ရေးအစီအမံတွေအတွက်ရင်းနှီးမြှုပ်နှံသွားမယ်လို့ကြေညာခဲ့ပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက CNNC ကကွန်မြူနတီတရုတ်ဆက်ကုမ္ပဏီတစ်ခုလို့စွပ်စွဲခဲ့ပါတယ်။ဒီတော့တရုတ်နဲ့နက်နက်ဆိုင်ဆိုင်အဆက်အသွယ်ရှိနေတဲ့ကုမ္ပဏီတစ်ခုနဲ့ Bisho ကစီးပွားရေးဆိုင်ရာဆက်နွယ်မှုတွေဖြစ်လာတဲ့အခါကျင်းဝတ်ပိုင်းအရာမိကွန်းထုတ်စရာတွေဖြစ်ပေါ်လာပါတယ်။တရုတ်ဟာအာနာသိမ်းမြန်မာစစ်တပ်ကိုနိုင်ငံရေးစီးပွားရေးအရာ ပံ့ပိုးကြားကန်ပေးထားပြီးလက်နက်တွေလည်းထောက်ပံ့ပေးနေပါတယ် UN ရဲ့ကျင်းဝန်ရေးရာယုံကအကျိုးစီးပွားဆိုင်ရာရှုပ်ထွေးမှုတွေကင်းရှင်းဖို့ဆိုရမှာတွေ့ဝိုက်ပိုင်ဆိုင်မှုငွေကြေးကိစ္စအချိန်ဆက်ဆက်လာပြီးအားလုံးမှာလွတ်လွတ်ကပ်ကပ်ဖြစ်နေဖို့လိုကြောင်းညွှန်ကြားထားပါတယ်။နောက်ပြီး UN ရဲ့အရာရှိတွေကအစိုးရရဲ့ပြင်ပအဖွဲ့အစည်းတွေနဲ့သဘောတရားရင်းရလွှမ်းမိုးခံရမှုတွေညွှန်ကြားမှုတွေအောက်ကကဲလွတ်နေဖို့လိုတယ်လို့ဖော်ပြပါတယ်။ ။လက်ရှိအခြေအနေမှာတော့ Vision က UN မှာတူတာဝန်ယူထားတဲ့ຢာတို့နဲ့ပုဂ္ဂလိကပိုင်စီးပွားရေးလုံမှာဆက်နွယ်ရှုပ်တွေ့မှုတွေဖြစ်လာခဲ့ပါတယ်။ ETM ကမြန်မာနိုင်ငံမှာတနည်းအားဖြင့်စစ်ကောင်စီထိန်းချုပ်ထားတဲ့စီးပွားရေးလုပ်ငန်းတွေမှာတိုင်းရိုက်ပတ်သက်တာမျိုးတော့မရှိသေးပါဘူး။အေရှာထိုင်းရဲ့စောင်းပါးထဲမှာတော့ UN အနေနဲ့ပွင့်လင်းမြင်သားတဲ့ချင်းဝင်ရေးရာစုံစမ်းမှုတစ်ခုကိုလှုပ်ဆောင်ပြီးအခြေအနေကိုရှင်းလင်းတင်ကြားဖော်ပြထားပြီး Vision ကိုယ်တိုင်မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ຢာတို့ကနေနှုတ်ထွက်ခြင်းကတော့အကောင်းဆုံးဖြစ်ရှင်းမှုဖြစ်လိမ့်မယ်လို့ရှင်းသားထားပါတယ်။လောလောဆယ်မှာတော့ Vision ရဲ့ မဏီဘက်ကဖြေရှင်းထားရမှာသူတို့ရဲ့အခက်ကဏ္ဍကအကြံပေးတတ်တတ်တာဖြစ်ပြီးမဟာပြူဟာစမ်းစစ်မှုတွေနဲ့အကြံဉာဏ် တွေဆွေးနွေးတင်ပြဖို့သာဖြစ်ကြောင်းတနည်းအားဖြင့်အမှုဆောင်ခန်းကဏ္ဍတွေမှာမပါဝင်သလိုဥပဒေရနဲ့ဗန်နိုင်းအကြံပေးမှုတွေလည်းမရှိကြောင်းဒါကြောင့်စီးပွားရေးဆိုင်ရာရှုပ်ထွေးမှုတွေဖြစ်လာနိုင်တဲ့ဆိုတဲ့ဆွဆွဲချက်တွေကရှုပ်တိမရှိကြောင်းတုံ့ပြန်ထားပါတယ်။လက်ရှိမှာအော်စတြေးလျအမျိုးသားတက္ကသိုလ်ရဲ့အဓိပတိတာဝန်ကိုလည်းယူထားတဲ့ပြီးလျှောက်ကိုယ်တိုင်ကတော့အကျိုးစီးပွားဆိုင်ရာရှုပ်ထွေးမှုဆွဆွဲချက်တွေနဲ့ပတ်သက်လို့ဘာမှချက်မှမပြီးသေးဘူးလို့သိရပါတယ်။ဇလတ်ပြီးမြန်မာအပါအဝင်မသွားသင့်တဲ့နိုင်ငံတွေစီးရင်ကိုအော်စတြေးလျထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံသားတွေအနေနဲ့တွားရောက်လည်ပတ်တာမျိုးလုံးဝ မလုပ်ဘဲရှောင်ကျဉ်တင်နေဆိုတဲ့နိုင်ငံစင်းတွေကိုအော်စတြေးလျအစိုးရကထုတ်ပြန်ခဲ့ရမှာမြန်မာလည်းပါဝင်လာခဲ့ပါတယ်။ အဲ့ဒီစီရင်ထဲမှာပါတဲ့နိုင်ငံတွေကလက်နက်ကင်ပတိပခါရီအကြမ်းဖက်မှုပြဿနာတွေပြည်တွင်းမငြိမ်သက်မှုတွေနဲ့တရားလက်မှတ်ဖမ်းဆီးမှုတွေထူထပ်နေတာကြောင့်ဘေးမကင်းနဲ့စုံနေမြေတွေဖြစ်နေရလို့ဩစတြေးလျကဆိုပါတယ်။စီရင်ပြည်ဆောင်ကတော့ရုရှား၊မြန်ကိုရီးယား၊ဗီနီဇွဲလား၊ဟီတီ၊အီရန်၊မြန်မာ၊တရုတ်၊ဆူဒန်၊စီးရီးယား၊ယူကရိန်းနဲ့လစ်ဗျားတို့ဖြစ်ပါတယ်။အဲ့ဒီနိုင်ငံတွေကမငြိမ်သက်မှုတွေစုံစုံရွရွကြုံတွေ့နေရတယ်လို့နိုင်ငံခြားခီးတွားဧည့်သည်တွေနဲ့ဆက်ဆက်တဲ့လုပ်ငန်းကဏ္ဍတွေမှာလည်းရှုံ့တွေ့ရမူမမှန်နဲ့တရားမှုတွေဖြစ်ပေါ်စေရလို့ဆိုပါတယ်။အခုလိုမျိုးတတိပြည် ကြီးညာချက်မျိုးထုတ်ပြန်နေဆိုတာကလုံခြုံရေးစိုးရင်ရတဲ့ဆိုတဲ့အကြံပြုထောက်ပြမှုမျိုးအပြင်သက်ဆိုင်ရာဒေတာနိုင်ငံကိုလုံးဝမသွားတင်ကြောင်းထိတိယောက်ယောက်ထောက်ပြမှုလို့လည်းတတ်မှတ်နိုင်ပါတယ်။နိုင်ငံတကာကမ္ဘာလက်ခီးသွားလုပ်ငန်းရှက်ဝန်းမှာတော့နိုင်ငံကြီးတွေစီကအဲ့ဒီလိုတတိပေးကြီးညာချက်မျိုးထုတ်ပြန်ခံရတဲ့နိုင်ငံတွေဟာကမ္ဘာလက်ခီးသွားလုပ်ငန်းဖွံ့ဖြိုးရေးဒါမှမဟုတ်ပြန်လည်နလန်ထူရင်းအထောက်မှုတွေမှာအကြီးအကျယ်ထိခိုက်နစ်နာရလေးရှိပါတယ်။မြန်မာနဲ့ပတ်သက်ပြီးဩစတြေးလျကအတိအကသတိပေးထားတာကတော့2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ပြည်ရင်း င်ပဋိပက္ခပဲဖြစ်တယ်ပြီးတော့အာနာသိမ်းချိန်ကစလို့မြန်မာနိုင်ငံရဲ့ကမ္ဘာလှည့်ခီးသွားကဏ္ဍဟာတိတိတသာကြာဆင်းလာနေရလို့ဖော်ပြထားပါတယ် 2025ခုနှစ်ရောက်လာတဲ့အထိအခြေအနေတွေကထိလွယ်ရှာလွယ်နဲ့ခံမှန်းရခက်နေစေလို့ဆိုပါတယ်။ဩစတြေးလျရဲ့သတိပေးချက်ကစစ်ကောင်စီရဲ့ဥပဒေမဲ့စီးလွပောင်းလို့ဖမ်းဆီးမှုတွေနဲ့လည်းဆက်ဆက်နှီးပွဲရှိပါတယ်။အရသာအစိုးရကိုလက်နက်အားကိုနဲ့ဖြုတ်ချအာဏာသိမ်းခဲ့တဲ့နောက်စစ်ကောင်စီဟာအရသာအစိုးရခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေးဖြစ်သူဩစတြေးလျနိုင်ငံသားရှောင်တာနယ်ကိုဖမ်းဆီးပြီးရပ်ပောင်း650အကြာအကျဉ်းချခဲ့ပူပါတယ်။ဆက်လက်ပြီးစစ်တပ်ကိုကုညီပံ့ပိုးပေးနေတဲ့အခြေအနေများအလုံးရက်ဆိုင်ပုံ ILO ဆုံးဖြတ်တဲ့အကြောင်းတင်ဆက်ပေး ပါမယ်စစ်ကောင်စီကိုအရေးယူမဲ့ဆုံးဖြတ်ချက်တွေကိုဇွန်လနောက်ဆုံးပတ်မှာမဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်မြန်မာစစ်တပ်ကိုကူညီပံ့ပိုးနေတဲ့အခြေအနေတွေအားလုံးရပ်ဆိုင်ဖို့အပြည်ပြည်ဆိုင်ရာအလို့သမားရင်းရအဖွဲ့ ILO ဆုံးဖြတ်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားသက်မှတ်ခများအဖွဲ့ချုပ် CTUN ဘ ਹੁ အလုံးမှုဆောင်ဒေါ်ခိုင်စာအောင်ကပြောပါရယ်ဘန်လဆိုင်ရနီမှာ20ရနီတီဆက်စလန်နိုင်ငံဂျနီဘာမြို့မှာပြုလုပ်ခဲ့တဲ့အိုင်ယန်လိုရဲ့353ကြိမ်မြောက်ဥချုပ်ရေးအဖွဲ့အစည်းအဝေးမှာမြန်မာနိုင်ငံနဲ့ဆက်စပ်တဲ့ဆွေးနွေးမှုမှာစစ်ကောင်စီကိုကုညီပံ့ပိုးပေးနေမှုတွေကိုရန်ဆိုင်ဖို့ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့တယ်လို့ဆိုပါရယ်စစ်ကောင်စီဘောအရေးယူမဲ့ဆုံးဖြတ်ချက်တွေကိုစွန်လ25ရက်မှာကျင်းပမယ်အိုင်ယန်လိုရဲ့ညီလာခံမှာမဲခွဲဆုံးဖြတ်အတည်ပြုမှာဖြစ်ပါရယ်စီးပွားရေးလုပ်တာပဲဖြစ်ဖြစ်အစိုးရချင်းအကူအညီပေးတာပဲဖြစ်ဖြစ်ဒါတွေကစစ်တပ်ကိုတွန်းအားပေး င်အကူအညီပံ့ပိုးနေတဲ့အခြေအနေမျိုးမှာရှိနေဆိုရင်ဒါရီအားလုံးကိုရက်ဆိုင်မှုပြောကျင်တယ်လို့ဒေါ်ခိုင်စာအောင်က IMF ရဲ့ဆုံးဖြတ်ချက်ကိုရှင်းပြပါရယ်ပြင်းပစည်းဝိုင်းနဲ့အကူအညီများရက်ဆိုင်ခံရပါကနိုင်ငံသားငွေစစ်အုံစိတ် ရှာဖွေရတဲ့စစ်ကောင်စီကိုအကြက်တဲဖြစ်လာစေမယ်လို့၎င်းကပြောပါရီဒါပြင်အိုင်ယန်လူရဲ့အဆိုပြုချက်မှာစစ်မှုထံဥပဒေရသော၎င်းစစ်ကောင်စီရဲ့ဖမ်းဆီးခံရမယ့်အခြေအနေမှလုံမြောက်ရန်သော၎င်းအကြောင်းမျိုးမျိုးကြောင့်ပြည်ပထွက်ခွာလာသူတွေကိုမြန်မာနိုင်ငံကိုပြန်မပို့ရင်းဆိုတဲ့အချက်လည်းပါဝင်ပါရီအိုင်ယန်လူရဲ့ဆုံးဖြတ်ချက်က၎င်းရဲ့ဖွဲ့ဝင်နိုင်ငံအစိုးရအလုံးနဲ့တက်ဆိုင်ပြီးအဖွဲ့ဝင်နိုင်ငံများရဲ့မဲပေးပိုင်ခွင့်ရှိတဲ့ကိုယ်စားလှယ်ဒီမှညီလာခံမှာအတည်ပြုရမှာဖြစ်ပါရီဆုံးဖြတ်ချက်တွေကိုဘယ်လိုအခြေအနေမျိုးကနေကန့်ကွက်လာနိုင်လဲဆိုရင်တော့အိုင်ယန်လူမှာကဗီဒီယိုအာဏာမရှိပါဘူး UN မှာလူမျိုးတရုတ်ကဗီဒိုအာနာနဲ့ပယ်ချတာရုရှားကဗီဒိုအာနာနဲ့ပယ်ချတာမျိုးတွေမရှိဘူးလို့ဆိုပါတယ်အိုင်ရန်လုံရဲ့စစ်ကောင်စီပေါ်အရေးယူမဲ့အတီးပြုချက်မတိုင်ခင်အထိစစ်ကောင်စီရဲ့ချိုးဖောက်ကျူးလွန်မှုတွေကိုဆက်လက်တင်ပြရန်လိုပြီးမြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားတမကများအဖွဲ့အစည်း CDUM နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG အလို့သမားရေးဝင်ကြီးဌာနထံပေးပို့ပွဲဖို့တိုက်တွန်းထားပါတယ်